ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မှုပါအားလုံးကိုပြန်လဲကြိုးစို့ပါတယ်ဆိုတော့ဒီနေ့ဇာကားကြောင်းပြောခင်မှာ channel subscribe လို့ရသေးတဲ့သူများရှင်လှုပ်ထားပြပါဦးပြီးတော့အထူးမှာကျွန်တော်ဘော်ရာတို့ VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြပါနော် Okay ဒီနေ့မှာကတော့ရေးချထားတဲ့ဇာကားကတော့ဒီနေ့တည်းမှာမှထွက်လာခဲ့ပြီးတော့ဒေါ်လီလူကြိုက်များခဲ့ကြတဲ့ The Gods ကိုတင်ဆက်ပေးမှာပါဒုဆောင်နေနေကလည်း Mind Teller နဲ့ Anthony Law Join တို့အဓိကပါဝင်ထားတဲ့ဇာကားလေးဖြစ်ပါတယ်ဆိုတော့ဇလန်နေနေနဲ့ပြောရမယ်ဆိုရင် Levi's Sniper လုံကျွမ်းကျင်တဲ့ထိပ်သီးလူသတ်သမားတစ်ယောက်ဖြစ်ပါတယ် တရားမာတော်သူကိုဌာနချုပ်ကခေါ်ပြီးတော့လူဝဲမေရှင်တခုကိုစေခိုင်းပါတော့တယ်။အဲ့ဒီတာဝန်ကတော့ဂေါ်ချိုးခေါ်တဲ့ကျောင်းတဲ့ကြီးကိုတနည်းတိတိတယောက်တည်းစောင့်ကြပ်ဖို့ပါပဲ။အဲ့ဒီကျောင်းတဲ့ကြီးကဘယ်နေရာမှာတည်ရှိလာလဲ။သူတို့ဘာကိုစောင့်ကြည့်ရမှာလဲ။ကျောင်းကြီးထဲမှာဘာတွေရှိလာလဲဆိုတာကိုတော့ဘာတစ်ခုမှမသိရပါဘူး။သူလိုပဲဂေါ်ချက်တပ်ဖက်ကမ်းမှာရုရှားဘက်ကစေလွှတ်လိုက်တဲ့ဒရာဆာဆိုတဲ့စနိုက်ပါအမျိုးသမီးတယောက်ကလည်းရှိပါသေးတယ်။သူကလည်းလီဗိုင်းလိုထိပ်သီးလှုပ်ကြံရင်းသမားပါပဲ။သူတို့နှစ်ယောက်ကိုချင်းချင်းဆက်သွယ်ခွင့်မပြုထားသလို ကောထဲပတ်သက်လို့ဘာမေးခွန်းမှလည်းမေးခွန်းမပြူထားပါဘူးဒီတော့ okay ဒီကြောင်းတဲ့ကြီးရဲ့ဘေးဒီကဘာလဲလီဗိုင်းနဲ့ဒရာဆာတို့ရဲ့အထီးချန်လူသားနှစ်ယောက်ရောကြောင်ကြီးတစ်ခုချားနေရကနေဘယ်လိုမျိုးဆက်သွယ်လုပ်လို့ရသွားကြမှာလဲဆိုတော့ကိုတော့ let's go ဒီနေ့မှာ trust ရှိထားတဲ့ the god ကြည့်လိုက်ကြအောင်ပါခင်ဗျာဇကာဆောင်မှာဒရာဆာဆိုတဲ့ sniper သမားအမျိုးသမီးတယောက်ခြုံပုတ်တစ်ခုထဲမှာပုံအောင်ပြီးတော့လင်းတစည်းဆိုင်လာတဲ့အချိန်ကိုစိတ်ရှည်လက်ရှည်နဲ့စောင့်နေပါတယ် လင်းဆိုင်လာပြီးတော့အပေါ်ကနေမျိုးသားတယောက်ဆင်းလာနေဒရာဆာကစနိုက်ပါနဲ့တစ်ချက်တည်းအသေးပြစ်တတ်ပြစ်လိုက်ပါတော့တယ်။ဒါမှမဟုတ်လီဗိုင်းဆိုရင်မျိုးသားတယောက်ကတော့အိမ်မဆိုးတခုကနေလန်နိုးလာပြီးတဲ့နောက်အနာကကန်းချီတခုထွက်လာပြီးတော့မိုးလင်းတဲ့အထိကန်းချီမှာတယောက်ထဲအထီးကျန်စွာထိုင်နေတာကိုမြင်ရပါတယ်။အဲဒီချိန်မှာပဲလီဗိုင်းစီကိုရေတပ်ဌာနချုပ်ကိုလာဖို့အတွက်မက်ရှိတစောင်းဝင်လာပါတော့တယ်။ဌာနချုပ်မှာဘာတို့လိုမျိုးဆိုတဲ့ထိတ်တန်းရာရှိအမျိုးသမီးတယောက်နဲ့တွေ့ပြီးတော့အဲ့ဒီအမျိုးသမီးကလီဗိုင်းနေတဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့စစ်စင်ရေးတွေအတွင်း စနိုက်ပါနဲ့လူ133ယောက်ကိုတပ်ပြစ်နိုင်ခဲ့တယ်ဆိုတာမှန်လားလို့မေးပါတယ်။လီဗိုင်းတော့သူတတ်ခဲ့တာအိုက်ထပ်ပိုများတယ်လို့ပြောလိုက်ပါတယ်။အဲနောက်ဘာသူလူမျိုးကလီဗိုင်းမှာလက်ရှိစာချုပ်ချုပ်ပြီးတော့တာဝန်ထမ်းဆောင်နေတဲ့မစ်ရှင်ရှိလားလို့မေးတော့လီဗိုင်းကမရှိဘူးလို့ဖြေလိုက်ပါတယ်။ပြီးတော့ဈေးတွေပါသုံးတာရှိလားလို့ထပ်ပြီးတော့မေးတော့လေလီဗိုင်းကဈေးမသုံးချောင်းနဲ့ညမဆိုရင်အိပ်ပျော်အရက်တောက်ရတယ်လို့ပဲဖြေလိုက်ပါတယ်။အဲနောက်တော့ဘာသူလူမျိုးကလီဗိုင်းကိုစစ်စင်ရေးတစ်ခုတာဝန်ပေးလိုက်ပါတော့တယ်။ တမမဒရာစာကတော့လီသူရေးနီးယားကတုတ်တန်တစ်ခုရောက်လာပြီးသူ့အဖေနဲ့လာပြီးတော့တွေ့ပါတယ်ဒရာစာသူ့မရဲ့အုပ်ကိုလာတာဖြစ်ပါတယ်ဒရာစာကသူ့အဖေနဲ့စကားပြောရင်းနဲ့စစ်စင်ရေးတွေမှာလူတွေတက်တာများလာတော့သူညာဘက်ဆိုရင်အိတ်မပြောတော့ဘူးလို့ပြောပါတယ်ဒါမဲ့သူ့အဖေကဒရာစာတက်ခဲ့တဲ့လူတွေဟာသူများကိုဒုက္ခပေးနေမူရဲ့ယာစာတို့လက်နက်မောင်းခိုးသမားတို့လိုယာဆွဲကောင်းတွေဖြစ်ကြောင်းဖြောင်းဖြပြောနေခဲ့ပါတယ်အဲနောက်ဒရာစာကိုသူနဲ့အတူတပတ်နှစ်ပတ်နေပြီးတော့အပန်းဖြေခီးထွက်ဖို့တိုက်တွန်းပါတယ် ရာဆာကတော့နောက်ထပ်စစ်စင်တစ်ခုရှိနေသေးတဲ့အတွက်သူမော်စကိုခီးထွက်မှာလို့ပြောပြလိုက်ပါတယ်။အန်နောက်တော့ဒရာဆာရဲ့အဖေကသူ့ရဲ့ကင်ဆာကပိုပြီးတော့ဆိုးလာကြောင်းပြောလိုက်ပြီးလာမယ့်ဖေဖော်ဝါရီလ14ရက်မှာသူ့ကိုယ်သူတတ်တည်လိုက်တော့မယ်လို့ပြောပါတယ်။အရာမှာတည်ဆုံသွားဖြစ်တဲ့သူ့ဇနီးနဲ့အမြန်ဆုံးပြန်တွေ့ရမှာလို့ဒရာဆာကိုပြောလိုက်ပါတယ်။အန်နောက်တော့စက်တင်ဘာလရောက်လာခဲ့ပါပြီ။လီပိုင်းကစစ်စင်အသစ်အတွက်လေနဲ့ခရီးဆက်နေခဲ့ပါပြီ။လေမော်ပါတဲ့စစ်သားတယောက်ကလီပိုင်းစီကနေဖုန်းတွေနိုင်တွေကိုတင်ယူပါတယ်။ လီပိုင်းကသူတို့ဘယ်နေရာကိုရောက်နေရလဲလို့မေးပေမဲ့စစ်သားကဖြေလို့မရဘူးလို့ပြောလိုက်ပါတယ်။အဲနောက်တော့လေမပြန်တမ်းရနယ်မြေကိုရောက်လာတဲ့အတွက်စစ်သားကလီပိုင်းကိုအဲ့နေရာမှာပဲရှင်းပြီးတော့မြားဘက်ကိုခြေချင်းခီးဆက်ဖို့ပြောလိုက်ပါတယ်။လီပိုင်းလည်းလင်းပေါ်ကနေလေဒီနဲ့ခုံဆင်းလာပြီးတောင်ကုန်းနေမြစ်တွေကိုကြော်ဖြတ်ပြီးတော့တောင်ဝင်ကြတဲ့နေရာရောက်တဲ့အထိခီးဆက်လာခဲ့ပါတယ်။နောက်ဆုံးတော့ Ghost ကိုခေါ်တဲ့ကျောင်းနေကြီးတစ်ခုရှိတဲ့နေရာကိုရောက်လာခဲ့ပါပြီ။အဲ့ဒီမှာ JD လို့ခေါ်တဲ့စစ်သားတစ်ယောက်ကလီပိုင်းကိုလာပြီးတော့နှုတ်ဆက်ပါတယ်။ ်ဂျေဒီကလည်းမရိန်းစစ်သားဟောင်းနဲ့စနိုက်ပါသမားတစ်ယောက်ဖြစ်ပြီးဒီနေရာမှာတစ်နှစ်တာဝန်ကြားထားတဲ့လူဖြစ်ပါတယ်အခုတစ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက်ကြောင့်လီဗိုင်းကသူ့နေရာမှာတစ်နှစ်ဆက်ပြီးတော့တာဝန်ယူရမှာပါဂျေဒီကဒီတစ်နှစ်တွင်မှာအခုမှလူတစ်ယောက်နဲ့မျက်နှာချင်းဆိုင်ဇကားပြောရတာဖြစ်ပါတယ်လီဗိုင်းကအနောက်ပိုင်းစောင့်ကြည့်တာဝါမှာတစ်နှစ်တိတိနေထိုင်ရမှာဖြစ်ပြီးเจ้าရဲ့တစ်ဖက်မှာအရှိပိုင်းစောင့်ကြည့်တာဝါကလည်းရှိပါတယ်။ဂျေဒီကအဲ့ဒီတာဝါမှာလည်းသူတို့လိုပဲစောင့်ကြက်တဲ့လူတယောက်ရှိပြီးတော့ တို့တို့တွေအချင်းချင်းဆက်သွယ်စကားပြောဆိုခွင့်တော့မရှိဘူးလို့ပြောပြလိုက်ပါတယ်။လီပိုင်းကဒီညာကဘလို့နေရလဲဆိုတာမေးတော့ဂျေဒီကသူလဲဒီညာမှာတနှစ်သာနေလာခဲ့တာဒီညာเจ้าကိုတေချာမသိဘူးလို့ပဲပြန်ဖြေလိုက်ပါတယ်။ဒီညာကဂျိုလူတွေကနေထောင်လန်းလို့မရအောင်မဖုံးကွယ်ထားတဲ့နေရာဖြစ်ပြီး Google မြေပုံထဲမှာတော့မပါတဲ့နေရာပါ။တို့တောင်ကကြောက်ထိတ်မှဆင်းထားတဲ့ထောင်ကြောက်တွေအတားစီတွေကိုထိမ့်သိမ့်မှုနဲ့ကြောက်ထဲကအရာတွေအပေါ်တက်မလာအောင်လို့လှုပ်ဖို့ပဲဖြစ်ပါတယ်။တာဝါတွေကလက်နက်တိုက်ထဲမှာ လိုအပ်တဲ့ဒုံးကြီးတွေလက်နက်တွေအပြည့်ရှိကြောင်းလဲ JD ကပြောပြပါတယ်။တလားကိုတခါရေဒီယိုကနေတဆင့်တာဝန်ရှိသူတွေကိုသတင်းပို့ပေးရမှာဖြစ်ပြီးအဲ့ဒါကလွဲလို့တခြားဘယ်သူနဲ့မှဆက်သွယ်လို့မရပါဘူး။တာဝါရီပေါ်မှာတော့လေချောင်းအချက်ပြစနစ်တစ်ခုရှိပြီးတော့အရေးပေါ်အခြေအနေဖြစ်လာရင်ခွေးယူလို့ခေါ်တဲ့စနစ်တစ်ခုကိုအလိုလိုစတင်မှာဖြစ်ပြီးအဲ့ဒီအချက်ပြအတန်းကိုကြားတာနဲ့ခွေးပြေးဝက်ပြေးပြေးဖို့ JD ကလီပိုင်းကိုမှားထားခဲ့ပါတယ်။ဒီနေရာကိုတော့ Go to ခေါ်ပြီးတော့ဒုတိယကမ္ဘာစစ်ပြီးကြတဲ့ကကမ္ဘာအရှေ့ခြမ်းနဲ့ အနောက်ချမ်းကအစင်ဆက်ခေါင်းဆောင်တွေကသဘောတူညီကြတဲ့ခုနဲ့ဒီနေရာကိုလှုပ်ဝှက်ထားတာပါလီပိုင်းကဂေါ့ချ်ကိုဘာတွက်စောင့်ကြည့်နေရတာလဲလို့မေးလိုက်တော့ဂျေဒီကကြောက်ထဲကနေပြီးတော့ဟော်လိုမန်လုံးခေါ်တဲ့တတ္တဝါတွေအပေါ်တက်မလာအောင်စောင့်နေရတာလို့ပြန်ပြောပါတယ်ဒါပေမဲ့အဲ့တတ္တဝါတွေကဘလို့တတ္တဝါတွေလဲဆိုတော့ဒေချာမသိပဲဂျေဒီကငါတို့တွေငဲတကားဝါကိုစောင့်နေရတာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်ဒုတိယကဘာစစ်အပြီးမှာဂေါ့ဆဲကိုရှင်းလင်းလုပ်ဖို့ မြင်းစည်းစစ်သည်2400ထိပိုးခဲ့ပေမဲ့တရောင်းမှအပေါ်ပြန်တက်မလာနိုင်ခဲ့ပါဘူး။အဲဒီကလေးကဂေါ့စ်ကိုစောင့်ကြည့်ထိန်းချုပ်ဖို့ပဲလှုပ်ထားတော့တာဖြစ်ပါတယ်။နောက်နေ့မနက်မှတော့ဂျေဒီကတာဝန်ပေးပြီဆိုတော့လီဗိုင်းကိုနှုတ်ဆက်ပြီးတော့ပြန်သွားခဲ့ပါတော့တယ်။လီဗိုင်းကတော့ဂေါ့စ်ကိုစောင့်ကြဖို့တာဝန်စတင်ယူရပြီဖြစ်ပြီးအိမ်မာတုံးကလိုပဲတယောက်တည်းအထီးကျန်စန်နီတုံးပါ။တပတ်မှဂျေဒီကိုတော့ရဟရင်တစည်းနဲ့လာချိုပြီးတော့ဂျေဒီရဲ့နာမည်ကိုအတီးပြုတ်ပြီးတာနဲ့ရဟရင်ဘော်ကစစ်သားကဂျေဒီကိုတန်းတန်းနဲ့ပြစ်တာလိုက်ပါတော့တယ်။ ဒီမိန်ကိုလည်းဘာလို့လူမျိုးကပဲပေးထားတာဖြစ်ပါလေလီဗန်ကတော့သူတောင်ဝန်တိုင်းလုံခြုံရေးကြိုးပမ်းမှုရှိမရှိစစ်ဆေးတာလက်နက်တွေကိုထိမ့်သိမ်းတာတွေဆက်ပြီးတော့လုပ်နေခဲ့ပါလေတလားပြီလို့တောင်ဝန်ရှိသူတွေကိုဒီကအခြေအနေပုံမှန်ရှိချောင်းရေဒီယိုကနေတဆင့်အစီရင်ခံလိုက်တော့လီဗန်ကဒီနေရာအကြောင်းမေးဖို့လုပ်ပေမဲ့တစ်ဖက်ကတော့မဖြေခဲ့ပါဘူးလီဗန်ကစာအုပ်စင်နောက်မှာ1948ခုနှစ်ကတည်းကဒီနေရာမှာတောင်ဝန်ထမ်းဆောင်ခဲ့တဲ့စစ်သားအဆက်ဆက်ကရေးထားခဲ့တဲ့နိုင်ငံကစာတွေကိုမြင်ရပါတယ်တကယ်မှာတော့လီပိုင်းတယောက်ကြောက်တစ်ဖက်မှာရှိတဲ့ အရှိဘတ်တာဝါကိုမှန်ဘလူးနဲ့ကြည့်လိုက်တော့ဒရာဆာကိုမြင်လိုက်ပါတယ်။အញ្ញာမှာတော့လီဗိုင်းတယောက်အိမ်မဆိုးကနေလန်နိုးလာပြီးဘေးမှာချထားတဲ့တနတ်ကိုကောက်ကင်လိုက်ပါတယ်။သူအိယာဘေးကဖန်ကွက်လဲကွဲသွားတာကြောင့်လီဗိုင်းရဲ့ခြေထောက်ဖန်ကွဲစားရှာသွားခဲ့ပါတယ်။အဲဒါမှာတော့လီဗိုင်းကမှန်ပြောင်းတဲ့ဒရာဆာကိုထပ်ပြီးတော့ကြည့်မိပါတယ်။ဒုံနဲ့နိုဝင်ဘာလအထိကိုရောက်လာခဲ့ပါပြီ။ဒရာဆာကဒီနေ့မှသူ့ရဲ့မွေးနေ့ဖြစ်တဲ့အတွက်မွေးနေ့ပွဲကိုတယောက်တည်းကျင်းပနေပါတယ်။အဲနောက်ဆက်စုကျင်းလာတော့အနောက်ဘက်တာဝါကိုမှန်ပြောင်းနေကြည့်လိုက်ပြီး လီပိုင်းတယောက်စားထိုင်းရေးနေတာကိုမြင်လိုက်ရပါတယ်။ဒရာဆာကတနက်ကိုမိုးပေါ်ထောင်ပစ်လိုက်တော့လီပိုင်းလဲကြားသွားပြီးတော့မှန်ပြောင်းနဲ့လှမ်းပြီးတော့ကြည့်လိုက်ပါတယ်။ဒရာဆာသူ့နာမည်ကိုမေးတော့လီပိုင်းကငါတို့စကားပြောခွင့်မရှိဘူးလို့ပြန်ပြီးတော့ပြောပါတယ်။ဒရာဆာဒီနေ့ငါမွေးနေ့ငါလှုပ်ချင်တာလှုပ်မယ်လို့ပြောလိုက်ပြီးလီပိုင်းလဲသူ့နာမည်ကိုပြောပြလိုက်ပြီးတော့ဒရာဆာမွေးနေ့အတွက်တစ်ခွက်လောက်တောက်ကြမယ်လို့ပြောလိုက်တာပါ။ဒရာဆာတချင်းဖွင့်ပြီးတော့ကနေပြီးလီပိုင်းကိုလည်းကဖို့ခေါ်ပေမဲ့လီပိုင်းကသူကကတာညံ့တယ်လို့ပြောလိုက်ပါတယ် အဲနောက်လီပိုင်းကအထဲပြန်ဝင်ဖို့လှုပ်တော့ဒရာဆာကသူ့အရက်ဘူးကိုတနတ်နဲ့လှမ်းပြီးတော့ပြစ်လိုက်ပါတယ်။လီပိုင်းလည်းအားကြမခံဒရာဆာရဲ့ဘီယာပလင်းကိုတနတ်နဲ့ပြန်ပြစ်လိုက်ပါတယ်။ဒရာဆာသူ့ကိုချီးကျူးပြီးတော့ခေါင်းမော်ဘီယာပလင်းတင်ပြီးထပ်ပြစ်ဖို့စိန်ခေါ်လိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ချိန်မှာပဲဒရာဆာကကြောက်ထဲကနေတရဝါကြီးတွေတွေ့တက်လာတာကိုမြင်လိုက်ရတဲ့အတွက်လီပိုင်းကိုသတိပေးလိုက်ပါတယ်။လီပိုင်းနဲ့ဟော်လိုမန်တွေကိုတနတ်နဲ့ပြစ်ပြီးတော့အစင်းသင်းရှိနေတဲ့ဘုံတွေလည်းပေါက်ကွဲပါတော့တယ်။ဒရာဆာလည်းဆက်တနတ်နဲ့လီပိုင်းကိုကူပြီးတော့ပြစ်ပေးပါတယ်။ ။မကြိုင်မှာပဲ Holoman တွေက Drasar ရှိတဲ့အရှိတ်တာဝါကိုလည်းတွေ့တက်လာကြပြီး Holoman တကောင် Drasar နားထီကိုယောက်လာခဲ့တာပါ။ Drasar တန်းတန်းနဲ့ပြစ်ပေမဲ့ Holoman ကမသေးပါဘူး။ Levi နဲ့ Drasar ဒုက္ခရောက်နေအောင်တိသွားပြီးတော့ Drasar စီသွားနေတဲ့ Holoman တွေကိုဆက်တန်းတန်းနဲ့ဇက်တိုက်ပြစ်လိုက်ရမှာတော့ဘုံနေပောက်ကွဲသွားပြီးတော့ Holoman တွေကြောက်ထဲပြန်ပြီးပြုတ်ကျသွားခဲ့ပါတော့လေ။ဒါပေမဲ့ဘုံစားတစ်ခုကြောင့် Drasar လည်းဒဏ်ရာရသွားခဲ့တာပါ။အဲနောက်လီဗိုင်းကကြံတဲ့ဟော်လိုမန်တွေကိုဆက်တန်းနဲ့ဇက်တိုက်ပြစ်နေပြီး အော်တိုစင်နာတဲ့စက်တနတ်တွေကလည်းဟော်လိုမန်တွေကိုပြစ်ခတ်ပါတော့တယ်။တညာလုံးဟော်လိုမန်တွေအပေါ်တက်မလာအောင်တိုက်ပွဲဆင်နွှဲခဲ့ရပြီးတဲ့နောက်မှာတော့ဟော်လိုမန်တွေထပ်ပြီးတော့တက်လာခဲ့ခြင်းမရှိတော့ပါဘူး။နောက်နေ့မနက်မှာတော့လီဗိုင်းကပေါက်ကွဲသွားပြီးတဲ့ဘုံတွေကိုဘုံအစ်စ်တွေနဲ့ပြန်လဲတာတွေဆက်ပြီးတော့လုံနေခဲ့ပါတယ်။ဒုံနဲ့ဒီဇင်ဘာလရောက်လာတော့လီဗိုင်းကဝက်တိချပင်ကိုမီးလုံးတွေနဲ့ဆင်းပြီးတော့ခရစ်မတ်တစ်ပင်လုပ်ပါတယ်။အဲနောက်သူတို့နှစ်ယောက်နှင်းလူသားတွေအတူတူလုပ်ကြပါတယ်။ဒရာဆာနဲ့လီဗိုင်းကတဖြည်းဖြည်းနဲ့ပိုရင်းနှီးလာခဲ့ပြီး စစ်တူရင်တွေထိုးကြတယောက်နဲ့တယောက်မှန်မြောင်းနဲ့ခိုးကြည့်ကြနဲ့ဇက်လန်းလေးကတော့ဖြစ်လာခဲ့ပါပြီဒိုနဲ့ဖေဗူအရီလအထိကို ရောက်လာခဲ့ပါပြီလူတွေနဲ့ဝေးမှာရောက်နေပြီးတော့အထီးကျန်နေကြတဲ့လီဗိုင်းနဲ့ဒရာစာတို့ကတယောက်နဲ့တယောက်တန်ရုံးစင်ပိုးတွယ်လာနေကြပြီ ဖြစ်ပါတယ်ဖေဗူအရီလ14ရက်မှာတော့တချင်းတွေအကျယ်ကြီးဖွင့်တတ်တဲ့ဒရာစာရဲ့အရှိတ်တာဝါကနေအတန်တွေငြိမ်သက်နေတာကိုလီဗိုင်းတယောက်သတိထားမိသွားပါတယ်ဒရာစာဒီနေ့ကသူ့ဖေတေဆုံးမဲနေဖြစ်တာကြောင့်တယောက်တည်းဝမ်းနေပူဆွေးနေပါတယ် လီဗိုင်းနဲ့ဒရာစာဝမ်းနဲ့ရဲ့ပုံစံသတိထားမိပြီးတော့ဘာဖြစ်တာလဲလို့မေးလိုက်တော့ဒရာစာကဒီနေ့ကသူ့တို့အခက်ခဲနေတဲ့နေ့ဖြစ်ကြောင်းကိုပြောပါတယ်ပြီးတော့လီဗိုင်းတယောက်သူ့နားမှာရှိရင်ကောင်းပါပဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကြားမှာငရဲတကားပေါက်ကြောက်ကြီးကချားနေခဲ့တာပဲဖြစ်ပါတယ်အဲနောက်တော့လီဗိုင်းကကြောက်ကြီးကိုဖြတ်ပြီးတော့ဒရာစာစီဘယ်လိုသွားမလဲဆိုတာကိုစဉ်းစားပါတော့တယ်အချိန်တော်ကြာစဉ်းစားပြီးတဲ့နောက်မှာလီဗိုင်းကလက်နက်တိုက်သေးကိုသွားပြီးဒုံးကြီးတစ်ခုကိုယူပါတယ်ဒုံးကြီးတွေကပောက်ကွဲစေတဲ့ပစ္စည်းတွေကိုထုတ်ယူလိုက်ပြီးတော့ ။ဒုံးကြီးကိုကြိုးရီနဲ့ဆက်လိုက်ပါရင်ဒရာစာလည်းလီဗိုင်းတယောက်ဘာတွေလုပ်နေလဲလို့ကြည့်နေပါရင်လီဗိုင်းအစင်းသေးပြီဆိုရနဲ့ဒုံးကြီးကိုအရှိတ် တာဝါစီချိန်ပြီးတော့ပြစ်လိုက်ပါရင်ဒုံးကြီးကတာဝါနာကတစ်ပင်လေးကြားထဲရောက်သွားပြီးတော့တစ်ပင်မှာသွားပြီးတော့ညိနေခဲ့ပါရင်ဒရာစာလည်းလီဗိုင်းလုံးနေအောင်သဘောပေါက်သွားပြီးတော့မိသက်ဆေးဘူးနဲ့ဒုံးကြီးစီကိုပြေးပြီးတော့မိကိုညှိမ့်ပါရင်အဲနောက်တော့ဒရာစာကကြိုးကိုတစ်ပင်မှာခိုင်အောင်ခြီထားလိုက်ပါရင်အဲ့တော့လီဗိုင်းကဒီညညစာအတူတူစားရအောင်လို့ပြောလိုက်ပြီးဒရာစာစီကိုသွားဖို့အတွက်ပြင်ဆင်ပါတော့တယ် ဒေါ်ရဲကဒေါ်ပန်းလေးတွေကူးသွားပြီးတော့ဂျိုးကနေတစ်ဆင့်ကြောက်ကိုဖြတ်ကူးသွားခဲ့ပြီးနောက်ဆုံးမှာတော့ဒရာဆာနဲ့မျက်နှာချင်းဆိုင် တွေ့ရပြီပဲဖြစ်ပါတယ်ဒရာဆာလီပိုင်းစီကဘန်းတွေယူလိုက်ပြီးတော့ သူယုံသားပိုင်မုတ်လှုပ်ထားတယ်လို့ပြောလိုက်ပါတယ်အဲနောက်တော့သူတို့နှစ်ယောက်စကားပြောနေကြရင်အခုမှသေးချာမျက်နှာချင်းဆိုင်တွေ့ကြတာဆိုတော့နှစ်ယောက်သားလဲမနေတက်မထိုင်တက်ဖြစ်နေကြပါတယ်အဲနောက်တော့ဒရာဆာကလီပိုင်းကိုရေးသွားချုပ်ဖို့ပြောပြီးတော့ပြီးမှအေးစေးညသာစားဖို့လှုပ်ပါတယ်လီပိုင်းတယောက်ရေးချိုးပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက် ညစာအတူတူစားကြပါလိမ့်။သူတို့နှစ်ယောက်ခုရောက်နေတဲ့နေရာအကြောင်းကိုစကားစမိပြောကြရင်လည်းဒီနေရာကဘယ်နေရာမှာဆိုတာကိုလည်းနှစ်အောင်စလုံးမသိကြပါဘူး။လီဗန်ကတော့ဒီနေရာကမြောက်ဝင်ရိုးစွန်ဘက်မှာဖြစ်မယ်လို့ပြောပါတယ်။အဲနောက်တော့တယောက်ကြောင်းတယောက်ပြောကြရင်လည်းလီဗန်ကသူ့အမရင်းစစ်သားဟောင်းဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဒရာစာလီဗာအဝေးဆုံးကနေစနိုက်ပါနဲ့ပစ်ဖူးတဲ့အကွာဝေးကိုမေးတော့လီဗန်ကမီတာ3200ကျော်လို့ပြောလိုက်ပါတယ်။လီဗိုင်းကကမ္ဘာအကြမ်းဆုံးစနိုက်ပါသမား9အောက်ထဲမှာပါတဲ့စနိုက်ပါသမား1ယောက်ပဲဖြစ်ပါတယ် ရာဆာကရီမင်မာမနစ်ကစနိုက်ပါမားတယောက်ပြစ်သွားတဲ့ပြစ်ချက်ကတော်တော် ကောင်းချောင်းပြောလိုက်ပြီးတော့အဲ့ဒါရှင်လားလို့မေးလိုက်ပေမဲ့လီပိုင်းကသူမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့သူတို့နှစ်ယောက်ဂေါ့အကြောင်းကိုဆက်ပြောလိုက်ကြပြီးညဘက်မှာကြောက်တဲ့ကနေတက်လာတဲ့တတ္တဝါတွေကဘာလီလဲစွာကိုသိကျင်တယ်လို့လီပိုင်းကပြောလိုက်ပါတယ်ဒရာဆာကတော့သူ့ဖေပြောဘူးသူလိုပဲတခါတလေမှာတချို့အမှန်တရားတွေကမသိတာပဲပိုကောင်းပါတယ်လို့ပြောလိုက်ပါတယ်အဲနောက်ဒရာဆာကရှင်ပါလို့စနိုက်ပါသမားအလုပ်ကိုရွေးချယ်ခဲ့တာလဲလို့မေးလိုက်ပြီးတော့ လီပိုင်းကသူငငယ်လေးကလေးကအမဲလိုက်ထပ်ဖို့တင်ပေးခဲ့ပြီးတိကျတဲ့ပြည့်ချက်တွေကအမှုပညာဆန်တဲ့အကြောင်းကိုပြောပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့လူတွေတက်ရတာများလာတော့လီပိုင်းရောဒရက်ဆာပါစိတ်ဒဏ်ရနေကြတာဖြစ်ပါတယ်။အဲနောက်မှာတော့ဒရက်ဆာကတချင်းဖွင့်ပြီးတော့ကနေပြီးလီပိုင်းကိုလည်းအတူတူကဖို့ခေါ်လိုက်ပါတယ်။လီပိုင်းဒီတစ်ခါတော့မငင်းနိုင်တော့ပဲဒရက်ဆာနဲ့အတူတူကလိုက်ပါတယ်။အဲမှာတော့နှစ်ယောက်သားချစ်ရည်လူးခဲ့ကြပြီးတော့ချစ်သူတွေဖြစ်ပို့ပြီးတော့ရင်းနှီးလာခဲ့ကြပါပြီ။ ဒရာဆာလီဘိုင်းကိုသူ့ဖေတည်ဆုံးတဲ့အကြောင်းပြောပြပြီးတော့လီဘိုင်းလည်းသူ့တယောက်တည်းအထီးကျန်နေရာနှစ်နဲ့ချီနေဖြစ်ကြောင်းပြန်ပြောပြပါတယ်။လီဘိုင်းကတယောက်တည်းရှိတဲ့အချိန်ဒီမှာကဗျာရီပဲဖတ်နေတတ်ပြီးတော့တခါလီကဗျာလည်းရေးတတ်ပါတယ်။သူကဒရာဆာအကြောင်းကိုလည်းကဗျာရေးထားကြောင်းပြောလိုက်ပါတယ်။ဒရာဆာသူ့ကိုပြဖို့ပြောရင်မယ်လီဘိုင်းကမပြသေးဘူးလို့ပြောပြီးခေါင်းစဉ်ကိုပဲပြောပြလိုက်တာပါ။နောက်နေ့မှာတော့လီဘိုင်းကဒရာဆာကိုအနမ်းနဲ့နှုတ်ဆက်ပြီးတော့အနောက်ဘက်တာဝါကိုပြန်တော့မှာပဲဖြစ်ပါတယ်။လီဘိုင်းကဂျိုးနဲ့ပြန်ဖြတ်ကူးနေပြီးတော့ အဲဒီချိန်မှာပဲဟောလူမန်တကောင်အပေါ်တက်လာခဲ့တာကြောင့်စင်ထားတဲ့ဘုံကထပြီးတော့ပေါက်ကွဲပါတော့တယ်။အဲမှာခြီလာတဲ့ဂျိုးလည်းပြတ်ထွက်သွားပြီးတော့လီပိုင်းတောင်ကြောက်သေးကိုပြုတ်ကျသွားခဲ့ပါတော့တယ်။ဒရာဆာလည်းလီပိုင်းလေဒီဖွင့်လိုက်နိုင်အောင်မြင်လိုက်ပြီးတော့ချက်ချင်းပဲလီပိုင်းနောက်ကိုလိုက်ဖို့အတွက်လှုပ်ပါတယ်။ဒရာဆာလီပိုင်းအတွက်စိတ်ပူနေပြီးတော့လက်နက်တိုက်ထဲဝင်ပြီးတော့လိုအပ်တဲ့လက်နက်ကရိယာတွေယူပြီးတာနဲ့ကြောက်သေးကိုချက်ချင်းပဲခုံချလိုက်ပါတော့တယ်။ဒရာဆာလေဒီနဲ့ခုံချလိုက်ပြီးတော့ဂျောင်းနေကြီးအောက်ကမြစ်တစ်ခုထဲကိုကျသွားခဲ့တာပါ။ ဒရာစာရေစီးနဲ့မျောသွားပြီးတဲ့နောက်လေထီးကိုဓာအနဲ့ဖြတ်လိုက်ပါလေရေစီးကြောင့်မြစ်ထဲကနေအပေါ်ကိုချက်ချင်းပြန်မတက်နိုင်ပဲတော်တော်ယုံကန်လိုက်ရပါလေနောက်ဆုံးမှာတော့မြေကမ်းပါပေါ်တက်လာနိုင်ခဲ့ပြီးတဖက်မှာလီပိုင်းကတော့တောအုပ်ထဲကသစ်ပင်နေနဲ့ညှိပြီးတော့တရီလစ်နေခဲ့တာပါသစ်ပင်ပေါ်မှာထူးဆန်းတဲ့တွားသွားသရဝါကြီးတွေလည်းရှိနေပြီးတော့သရဝါတကောင်ကလီပိုင်းနာကိုကတ်လာနေပါလေကန်ကောင်းလို့လီပိုင်းနဲ့အဲ့ချင်းပြန်သတိရလာပြီးတော့သူနာကတ်လာတဲ့တွားသွားကောင်ကြီးကိုတနတ်နဲ့ပြစ်လိုက်နိုင်ပါလေ။ ဒရာစာလဲတနတ်တန်ကိုကြားသွားတဲ့အတွက်လီပိုင်းရှိတဲ့နေရာကိုခံမှန်းလို့ရသွားခဲ့ပါပြီ။အိုင်နာတော့လီပိုင်းကတစ်ပင်ပေါ်ကနေခုံချလိုက်နိုင်ပြီမဲ့အပင်အောက်ရောက်တော့လဲအန်ဒီယေကမကင်းသေးပါဘူး။လီပိုင်းပြုတ်ကျသွားတဲ့တစ်ပင်အမြင့်တွေကတရဝါကြီးတကောင်ရဲ့ဗဇက်လိုဖြစ်နေပြီးအာရီပင်ကြီးကလီပိုင်းကိုစားဖို့လုံနေခဲ့တာပါ။လီပိုင်းကထွက်ပြေးဖို့လုံနေပြီမထားလို့မရခဲ့ပါဘူး။အဲ့ဒီမှာပဲဒရာစာရောက်လာပြီးတော့အပင်ကြီးကလက်သေးရှည်လို့အရာတွေကိုတန်းတန်းနဲ့ပြစ်ခတ်လိုက်တော့မှလီပိုင်းလည်းလွတ်မြောက်သွားပါတော့တယ်။လီပိုင်းကသူ့နောက်ကိုဒရာစာလိုက်လာတဲ့အတွက်လည်းဝမ်းသာသွားခဲ့ပါတယ်။ အိုင်နောက်တော့သူတို့နှစ်ယောက်မြူတွေပြိတ်နေပြီးတော့ကြောက်စရာကောင်းတဲ့တောအုပ်ထဲမှာခီးဆက်လာခဲ့ကြပြီးနောက်ထပ်အန်ဒီယယ်တစ်ခုကထပ်ပြီးတော့ရောက်လာခဲ့ပြန်ပါပြီမြင်းစည်းလာတဲ့ဟော်လိုမန်တွေသူတို့နောက်ရောက်လာပြီးတော့ဇက်တိုက်ကိုတိုက်ခိုက်ကြပါတော့တယ်ဟော်လိုမန်တွေကလူတွေထက်အများကြီးပိုပြီးတော့တန်မာနေတဲ့အတွက်လီဗိုင်းတို့တော်တော်လေးကိုအခက်တွေ့နေရပါတယ်ဟော်လိုမန်တကောင်ကလီဗိုင်းကိုသူ့မြင်းနဲ့ဆွဲခေါ်သွားပြီးတော့ဒရာဆာကိုလည်းနောက်တကောင်ကတတ်ဖို့လုပ်နေခဲ့ပါတယ်ဒါမဲ့နောက်ဆုံးမှဒရာဆာကဟော်လိုမန်လက်ထဲကလွတ်အောင်လုံနိုင်ပြီးတော့ဟော်လိုမန်ကိုတတ်ပြစ်လိုက်နိုင်ခဲ့ပါတယ် လီပိုင်းလည်းသူ့ကိုဆွဲခေါ်သွားတဲ့ဟော်လုံးပန်းကိုရောသူ့မြင်းကိုပါတတ်ပြစ်လိုက်နိုင်ခဲ့တာပါ။နေအောင်သားဓာဘေးကနေလွတ်သွားပြီးတဲ့နောက်မှာတော့ဒရာဆာကသူ့ပစ္စည်းတွေကိုစစ်ကြည့်တော့ဒူလာတဲ့ကြောက်ပေါ်ပြန်တက်ဖို့ကရိယာကမြစ်ထဲကျသွားခဲ့ပါပြီ။ဒီတိုင်းကြောက်ပေါ်ကိုပြန်တက်ဖို့ကမဖြစ်နိုင်တဲ့တော့သူတို့တွေဒီညမှာပိတ်မိနေတော့မှာပဲဖြစ်ပါလေ။ဒီတော့သူတို့မှလှုပ်ရှားကမြစ်ကြောင်းတိုင်းလိုက်ပြီးတော့ထွက်ပေါက်ကိုရှာဖို့အတွက်ပဲရှိပါတော့တယ်။လီပိုင်းကဟော်လုံးပန်းတကောင်စစ်ဆေးကြည့်လိုက်တော့သူ့မှာဝတ်ထားတဲ့ယူနီဖောင်းကဒုတိယကဘာစစ်အပီးလောက်တုန်းက စစ်တပ်ရဲ့ယူနီဖောင်းဖြစ်နေပါတယ်ဒီတော့ဒီဟော်လိုမန်းတွေဟာ1940လောက်ကဒီနေရာကိုရှင်းလင်းဖို့လွတ်လိုက်တဲ့စစ်တီ2400တဲ့ကတကောင်ဖြစ်နိုင်တယ်ဆိုတာကိုသိလိုက်ရပါတယ်ဒီကောင်တွေကတီးဆုံးသွားတာမဟုတ်ပဲအခုလိုဘာကြောင့်မကောင်းဆိုးဝါးဖြစ်သွားလဲဆိုတာလည်းမသိရသေးပါဘူးအဲနာမှာတော့သူတို့နှစ်ယောက်ထပ်ပြီးတော့ထွက်လာကြရင်းနဲ့လမ်းမှာအပင်လိုလိုလူလိုလိုတေဆုံးနေတဲ့အယိုးကြောင့်တတဝါကိုမြင်လိုက်ရပါတယ်ဒီတတဝါတွေကတစုံတစ်ခုကြောင့်ဗီဇပြောင်းပြီးတော့အခုလိုတရေပြောင်းတတဝါတွေဖြစ်နေတာပါ အိုင်နာတော့လီဗိုင်းတို့တွေစွန့်ပစ်ခံထားတဲ့ရွာတရွာကိုရောက်လာပြီးအဲ့နေရာမှာအရင်ကလူတွေရှိခဲ့တဲ့အရေးအယံရှိပါတယ်အစအုပ်တစ်ခုရှိမှာအမေရိကန်အင်္ဂလန်နဲ့တရုတ်လန်တွေကိုပါမြင်လိုက်ရပါတယ်အဲ့ချိန်မှာပဲငလင်လုံးသလိုကြီးဖြစ်ပြီးတော့မြေကြီးပါရုတ်တရက်တုံခါလာခဲ့တာကြောင့်လီဗိုင်းတို့သတိနေထားတဲ့နေနေကြပါတယ်မန်ဂျာကီမှာဟော်လိုမန်နေသူတို့နောက်လိုက်လာတဲ့အတန်ကိုကြားလိုက်ရတဲ့အတွက်လီဗိုင်းတို့တွေအနားမှာရှိတဲ့ဖျားเจ้าပြတ်ထဲကိုဝင်လာခဲ့ကြပါတယ်ဖျားเจ้าတွေမှာထိုင်းလျက်သေဆုံးနေတဲ့အရိုးကြောင့်အများပြားကိုမြင်ရပြီး ဒီလိုရီယာဆိုင်ယာနိုက်အစိတ်နဲ့ကိုကိုတတ်တည်ထားကြတာပါဒီတော့ဒီညမှာတေဆုံးလာတဲ့ပို့ပြီးတော့ကြောက်ဖို့ကောင်းတဲ့အရာတွေကကြိုးစုံနေမယ်ဆိုတာလီဗိုင်းတို့သဘောပေါက်သွားခဲ့ပါတော့ဒီအဲ့ဒီမှာပဲကြောက်စရာကောင်းတဲ့ပင့်ကူကြီးတကောင်ကဒရာဆာမျက်နှာပေါ်ဆင်းလာပြီးဒရာဆာကိုကိုက်ဖို့လှုပ်ပါတော့ဒီအဲ့ဒီပင့်ကူကြီးကိုရှင်းလိုက်နိုင်ခဲ့ပြီမေနောက်ထပ်ပင့်ကူတွေအများပြအမိုးပေါ်ကနေဆင်းလာပြီးတော့သူတို့ကိုတိုက်ခိုက်ကြပါတော့ဒီပင်ကူရဲ့ခန္ဓာကလူအယိုးကောင်းပုံစံလိုဖြစ်နေတာကိုမြင်ကြပြီးတော့လီဗိုင်းတို့လည်းပင်ကူတွေကိုအသေးအံတန်းတန်းနဲ့ပြစ်ပြီးတော့ရှင်းနေရပါတယ် အဲ့ချိန်မှာပဲဟော်လိုမန်တွေကလည်းဖျားကြောင်းတွေဝင်လာတဲ့အတွက်ဟော်လိုမန်နေနဲ့ပါထပ်ပြီးတော့တိုက်ခိုက်ရပြန်ပါတယ်။သူတို့တွေအချိန်တော်ကြာဟော်လိုမန်နေနဲ့တိုက်ခိုက်ခဲ့ကြပြီးတဲ့နောက်နောက်ဆုံးမှာတော့ဟော်လိုမန်တွေကိုရှင်းပြလိုက်နိုင်ခဲ့ပါတယ်။လီဗိုင်းတို့တွေဖျားကြောင်းတွေကနေအသက်ရှင်လျက်ထွက်လာနိုင်ခဲ့ကြပြီးမယ်။သူတို့နောက်ကိုနောက်ထပ်ဟော်လိုမန်တွေကထပ်ပြီးတော့လိုက်နေရဲစွာကိုတီသွားခဲ့ပါတယ်။အဲ့တော့အမြန်ပြေးလာခဲ့ကြပြီးနောက်ဆုံးတော့ကျောင်းနံရံနားကိုရောက်လာခဲ့ပါပြီ။အဲ့ဒီမှာတကားပေါက်တစ်ခုကိုတွေ့တဲ့အတွက်သူတို့တွေအဲ့တကားတွေကိုဝင်လာပြီး အထဲမှာလူတွေနေခဲ့တဲ့အဆောက်အဦတစ်ခုရှိနေတာကိုမြင်လိုက်ရပါတယ်။အဲဒီနေရာကအရင်ကအခြေဆိုင်စခန်းတစ်ခုဖြစ်ခဲ့ပြီးတော့တနေရာမှာတော့သိပ်ပံစမ်းသပ်ခန်းတစ်ခုကိုလည်းမြင်လိုက်ရပါတယ်။ဒီနေရာကလျှက်စစ်ဓာတ်ကပြန်ပြီးတော့ပြေဖြိုးနိုင်တဲ့ဓာတ်အားစွာကိုဒရာစာတိလိုက်တဲ့အတွက်ဓာတ်အားပြန်ရအောင်လို့လုပ်လိုက်နိုင်ပါတယ်။ပြီးတော့ရေးကြီးအချက်လက်တွေပါတဲ့အခွေတစ်ခုလည်းတွေးလိုက်ပြီးတော့အဲဒီခွေကိုဖွင့်ကြည့်လိုက်ရမှာတော့ဒီနေရာအကြောင်းကိုသိလိုက်ရပါတော့တယ်။1946မှာကမ္ဘာရှိချမ်းတဲ့အနောက်ချမ်းပူးပေါင်းထားတဲ့ညွန်ပေါင်းအဖွဲ့တစ်ခုကဒီနေရာမှာဇီဝဓာတ် သူတည်တနာတစ်ခုကိုလှုပ်ခဲ့ကြအောင်တိမ္မပညာရှင်ကပြောထားတာပါဒါပေမဲ့မကြခင်မှာပဲပြင်းထန်တဲ့ငလျင်တွေလှုပ်ခတ်ခဲ့တာကြောင့်သူတည်နာအခြေဆိုင်စခန်းလည်းပျက်စီးခဲ့ပြီးတော့ဓာတ်ခွဲခန်းထဲကအစိတ်တွေကလည်းပြန့်နှံ့လို့သွားခဲ့ပါတယ်ဒီအစိတ်တွေကလူတွေရော အသက်ရှိနေတဲ့ဒရိတ်ဆန်တွေရဲ့ DNA တွေအပြင်အပင်တွေက DNA တွေပါပေါင်းစည်းသွားစေတဲ့အစိတ်တွေပဲဖြစ်ပါတယ်ဒီအတွက်ကူးစက်ခံရတဲ့လူတွေကတခြားအရာတွေနဲ့ DNA တွေရောနှောကုန်ပြီးတော့အပင်လိုလိုဒရိတ်ဆန်လိုလိုဘာလိုလိုပုံစံတွေနဲ့တတိပြောင်းတတ္တဝါတွေဖြစ်ကုန်ကြတာပါ ဒီအစိတ်တွေပြန့်နှံ့သွားပြီးတဲ့နောက်မှာတော့ဗီဒီယိုတွေကသိပ္ပံပညာရှင်မှကူးဆက်ခံခဲ့ရတာဖြစ်ပါတယ်။ဒီတော့ဒီကူးဆက်မှုကိုကြောက်သေးကနေပြင်ပကပောင်မပြန်သွားဖို့လုပ်နေရတာဖြစ်ပါတယ်။လီဗိုင်းတို့လည်းဒီညမှာကြာကြာဆက်နေရင်သူတို့ပါကူးဆက်ခံရမှာဖြစ်တဲ့အတွက်အမြန်ထွက်သွားနိုင်မှုလုပ်ရတော့မှာပါ။ဒရာဆာကတော့ဒီလောက်အန်ရည်များတဲ့နေရာကိုဘာကြောင့်ဘုံတွေကျဲချပြီးအပီးမရှင်းပြတာလဲလို့စဉ်းစားနေပါတယ်။သူတို့တွေကွန်ပျူတာအဟောင်းတစ်ခုကိုဖွင့်ကြည့်လိုက်တော့ Dark Lake လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုကပိုင်တဲ့ကွန်ပျူတာဖြစ်ပါတယ်။ အဲဒီမှာလီဗိုင်းလဲဒီနေရာကိုဘုံကျဲပြီးတော့အပီမရှင်းပြစ်တာကသူ့ဒေသနာတွေဆက်ပြီးတော့လုံနေသေးလို့ပဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ဒက်ကလေးကဒီကူးစက္ကန်တတ္တဝါတွေကိုဘလို့ကင်တွေရမလဲဆိုတာကိုဆက်လက်လေ့လာနေတာဖြစ်ပြီးတော့ဒီနေရာကရောနှောနေတဲ့ DNA တွေကို drone နေနဲ့ယူပြီးတော့စူပါစစ်သားတွေဖန်တီးဖို့လုံနေတာပဲဖြစ်ပါတယ်အဲလိုလုံတာတကဘာလုံးအတွက်အန်ရရှိသွားနိုင်တယ်ဆိုတော့လီဗိုင်းတို့ကသဘောပေါက်သွားကြပါတယ်သူတို့တွေဒီနေရာကနေအမြန်ပြန်ထွက်ပြီးတော့ဒီ god ကိုရှင်းလင်းပြမှလူတွေအကုန်လုံးအတွက်အန်ရကင်းတော့မှာပါ လီပိုင်းတို့ဟာဆော်ဦးတဲကနေပြန်ထွက်ဖို့လုပ်နေပြီးတော့သူတို့ကိုဟော်လိုမန်နေစောင့်နေဆိုအောင်လဲသဘောပေါက်ထားပါလေဒီအတွက်ဒရက်ဆာကဘီကိုဘုံနေချလိုက်ပြီးတော့ဟော်လိုမန်နေသူတို့ကိုမမြင်အောင်လှုပ်ပစ်လိုက်ပါလေဒါမဲ့မကြာခင်မှာပဲဟော်လိုမန်တကောင်ကဒရက်ဆာကိုမိသွားပြီးမြင်းနဲ့ဆွဲသွားတဲ့အတွက်လီပိုင်းလည်းအနောက်ကနေပြေးလိုက်လာပါလေဒရက်ဆာကကြိုးဓာတ်နဲ့ဖြတ်ဖို့လုပ်ပေမဲ့ဖြတ်လို့မရခဲ့ပါဘူးဟော်လိုမန်ကိုတန်းတန်းနဲ့ပြစ်ပေမဲ့လည်းမကြာခင်မှာကြီးပဲကုံသွားခဲ့ပါလေဒရက်ဆာတယောက်မြင်းနဲ့ဆွဲခံသွားပြီးတဲ့နောက်ကိုတောက်ဆောက်ပါသွားခဲ့ပြီး နောက်ဆုံးမှာတော့တစ်ပင်အမြင့်တွေနဲ့ဝင်တိုက်ပြီးတော့သတိလက်သွားခဲ့ပါတော့တယ်။လီဗိုင်းလည်းဒရာဆောက်ဖမ်းသွားတဲ့နောက်ကိုတောက်ဆောက်ချီယာခံပြီးတော့လိုက်လာနေပါတယ်။တပတ်မှာဒရာဆောက်တော့ဟောလိုမိုင်းကအဆောက်အဦတစ်ခုရဲ့အမိုးမှာကျိုးနဲ့ချီပြီးတော့ဖမ်းလာပြီးဒရာဆာလည်းမကြခင်မှာပြန်သတိရလာခဲ့ပါတယ်။ဟောလိုမိုင်းသူနာကတ်လာတော့ဒရာဆာပိတ်ကံပြီးတော့တွဲလောင်းဖြစ်နေရကနေလွတ်အောင်ယုံထဲလိုက်ပါတယ်။ဒရာဆာကဟောလိုမိုင်းကိုတောက်ဆောက်တိုက်ခိုက်ပေမဲ့ဟောလိုမိုင်းတော့မဖြုံးပါဘူး။ဒါနဲ့ပေါက်လည်းဘာမှမဖြစ်သလိုလက်သီးနဲ့ထိုးလည်းဘာမှမဖြစ်တဲ့ပြင် ဒရာဆာကိုတော့တပ်ဖို့လုံနေခဲ့တာပါဒရာဆာလည်းဟော်လိုမန်ကိုမီးနဲ့ရှို့လိုက်ပြီးတော့အဲ့ချိန်မှာပဲလီဗိုင်းရောက်လာခဲ့ပြီးသူ့ရဲ့တဏှတ်တစ်ချက်နဲ့ဟော်လိုမန်ကိုအဆုံးသတ်ပေးလိုက်နိုင်ခဲ့ပါတယ်လီဗိုင်းကဒရာဆာကိုဖမ်းသွားတဲ့ဟော်လိုမန်ရဲ့ယူနီဖောင်းကိုကြည့်လိုက်တော့ဒီလူကအနောက်ဘက်တာဝါမှာပထမဆုံးတာဝန်ကျခဲ့တဲ့စစ်သားဖြစ်နေတာကိုမြင်လိုက်ရပါတယ်အဲ့နောက်တော့သူတို့နှစ်ယောက်အစာအုပ်ထဲမှာဆက်ပြီးတော့ခီးဆက်လာပြီးနွယ်ပင်နေလို့ယာယီတစ်ခုကိုမြင်လိုက်ရပြီးတော့အဲ့ယာကြီးကအသက်ဝင်နေလို့လူတွေရဲ့ DNA တွေနဲ့ပေါင်းစပ်နေတာပဲဖြစ်ပါတယ် ဒါမဲ့သူတို့တွေအဲယာကြီးကိုဖျက်သွားနိုင်မှာတစ်ဖက်ကထွက်ပေါက်ကိုရောက်မှာပါအဲ့ဒါနဲ့လီဗိုင်းတို့တွေနွယ်ပင်လိုယာကြီးရှိနေတဲ့ဓားကိုဖျက်လာခဲ့ပြီးတော့အဲ့ဒီယာကြီးကဒရာဆာကိုတိုက်ခိုက်ပါတော့တယ်လီဗိုင်းနဲ့ဒရာဆာကိုကယ်လိုက်နိုင်ပြီးတော့သူတို့တွေဆက်ပြီးတော့ပြေးကြပါလိမ့်ဒါမဲ့လီဗိုင်း၆ယောက်ကိုအဲယာကြီးကဆွဲယူထားတဲ့အတွက်ဒရာဆာဘုံနဲ့ထုပြီးတော့အဲယာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်နောက်ဆုံးတော့စစ်သုံးဂျက်ကားဟောင်းတွေရှိနေဂိုဒေါင်တစ်ခုထဲကိုရောက်လာကြပြီးလီဗိုင်းတို့တွေဂျက်ကားတစ်စီးကိုပြန်ပြင်လိုက်နိုင်ခဲ့ပါတယ်ပြီးတော့သူတို့တွေအဲဂျက်ကားနဲ့ခီးဆက်လာပြီးတော့ လီပိုင်းပြုတ်ကြခဲ့တဲ့ဂျောင်းနိုင်ငံသားကိုရောက်လာခဲ့တာပါဂျောင်းနိုင်ငံမှာပြတ်သွားခဲ့တဲ့ဂျိုးကိုလည်းတန်းလန်းတွေးခဲ့ရပြီးတော့အဲဂျိုးနဲ့ဂျကားကိုချီပြီးတော့လီပိုင်းတို့တွေဂျောက်ဘော်ကိုဂျကားနဲ့တတ်ဖို့လှုပ်ပါလေဒါမဲ့သူတို့ကိုဟော်လိုမန်နီကနောက်ကနေလိုက်ပြီးတော့တိုက်ခိုက်နေပြန်ပြီးဒိုင်ပွဲကလည်းဆက်ပြီးတော့ပြင်းထန်နေတာပါအဲနောက်တော့ဂျကားနဲ့လီပိုင်းတို့တွေအပေါ်ကိုတက်နေကြပြီးတော့ဟော်လိုမန်နီကလည်းသူတို့နောက်ကိုလိုက်တက်နေပါလေဟော်လိုမန်ကဒရာဆာလေဘင်းကိုညှစ်ထားပြီးမယ်ဒရာဆာဟော်လိုမန်အောက်ပြုတ်ကြောက်သွားအောင်လှုပ်လိုက်နိုင်ပါတယ် နောက်တစ်ကောင်လဲလီဗိုင်းနဲ့တိုက်ခိုက်နေတယ်လီဗိုင်းတောက်အပေါ်ကနေပြုံကြတော့မလို့ဖြစ်နေခဲ့ပါပြီအဲဒီနောက်တော့ကားပေါ်ဒက်စီတွေကိုအောက်ကပါလိုက်ဟော်လိုမန်တွေပေါ်လောင်းချလိုက်ပြီးတော့ဟော်လိုမန်တွေကိုမီးရှို့လိုက်နိုင်ပါတယ်သူတို့ဂျစ်ကားလဲပေါက်ကွဲထွက်သွားပြီးတော့လီဗိုင်းနဲ့ဒရက်ဆာတို့ကတော့ကြိုးကိုတွေ့ထားလိုက်နိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့သူတို့ကအောင်မြင်ပဲကြောက်ပေါ်ကိုဆက်တက်လာနိုင်ခဲ့ကြပြီးတော့တယောက်ဒန်ဟာတွေကိုတယောက်ကုသပေးနေကြပါတယ်ပြီးတော့သူတို့ကလည်းကူးဆက်ခံလာနိုင်တဲ့အတွက်နောက်ထပ်9ရက်လောက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်အဲနောက်တော့လီဗိုင်းကတော့အရင်ကသူ့မှာ ဘသူမှမရှိခဲ့ပဲအခုမှသာဒရာစာကပထမဆုံးသူတွေ့တာရတော့မယ်လို့ဖြစ်လာကြောင်းနေခြွေပါတော့တယ်ဒရာစာလည်းသူတို့နှစ်ယောက်အတူတူပြင်သစ်ကိုပြေးကြရအောင်လို့ပြောလိုက်ပါတယ်လီဗိုင်းကဒီနေရာကိုဒီတိုင်းထားလို့မရတဲ့အကြောင်းနဲ့အကုန်လုံးအန်ရဲကင်းအောင်လို့လုံးဝကိုဖြတ်စည်းပြစ်မှရလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒရာစာလည်းဒါကိုသဘောတူလိုက်ပြီးတော့လီဗိုင်းကအနောက်ဘက်တာဝါကိုပြန်ဖို့လှုပ်ပါတယ်နောက်ထပ်6ရက်ထိသူတို့တွေကူးဆက်ခံရတဲ့လက္ခဏာမပြရင်ပြန်တွေးကြဖို့လည်းပြောလိုက်ပါတယ်ကူးဆက်ခံရတော့သူတို့တွေသူများတွေစီမှာကူးအောင် ဒီညမှာပဲကိုကိုကိုအဆုံးသတ်ကြမှာပါအဲနောက်တော့လီဗိုင်းနဲ့ဒရာဆာတို့အနမ်းနဲ့နှုတ်ဆက်လိုက်ကြပြီးလီဗိုင်းကသူ့တာဝါကိုသူပြန်လာခဲ့ပါတယ်နောက်ဒီမှာတော့လီဗိုင်းကလာစဉ်သတင်းပို့ရမယ့်အတိုင်းရေဒီယိုကသတင်းသတင်းပို့လိုက်တော့ဒီခါတော့ဘာသလိုမျိုးကိုရိုင်းကလီဗိုင်းနဲ့စကားပြောတာပဲဖြစ်ပါတယ်ဘာသလိုမျိုးကလီဗိုင်းကိုကြောက်တဲ့ဆင်းသေးလားလို့မေးလိုက်တော့လီဗိုင်းကမဆင်းဘူးလို့ပဲပြန်ဖြေလိုက်ပါတယ်ဘာသလိုမျိုးကအရှိတ်တာဝါလူနယ်ရောအဆက်အသွယ်လို့လားလို့မေးပြီးလီဗိုင်းကတော့မလုပ်ဘူးလို့ပဲဖြေလိုက်တာပါဒါမဲ့ဘာသလိုမျိုးကလီဗိုင်းလိန်နေတယ်ဆိုတာကိုသိနေပါတယ် ဘာလို့လဲဆိုတော့သူစီမလီပိုင်းတို့နှစ်ယောက်ဂေါ်ထဲမှာရောက်နေတဲ့ဗီဒီယိုကရှိနေလို့ပါပဲနောက်တော့ဘာသူလူမျိုးကသူ့လူတွေစီကိုဆက်သွယ်ပြီးလီပိုင်းကိုရှင်းပြဖို့ပြင်ဆင်မာတော့တယ်နောက်ရမှာတော့လီပိုင်းနဲ့ဒရာဆာတို့ကပုံမှန်တိုင်းအလုတ်ဆက်လုံနေကြပြီးတော့တယောက်ကိုတယောက်ချစ်ချောင်းကြိုက်ချောင်းနေပဲပြောကရိုမန်တစ်ဖြစ်နေကြတာပါအဲ့ချိန်မှာပဲရဟရင်တစည်းလာနေရာကိုတွေးလိုက်တဲ့အတွက်သူတို့ကိုရှင်းပြဖို့လာနေရဆိုတာကိုသဘောပေါက်သွားကြပါတယ်အဲ့နောက်တော့လီပိုင်းဒရာဆာတို့တော်လေးကိုဝင်ပြေးကြပါတော့တယ်ဘာသူလူမျိုးတို့တာဝါတွေကိုရောက်တော့လီပိုင်းတို့မရှိတော့တာသိလိုက်ရပြီး လီပိုင်းတို့လိုက်ရှာဖို့အတွက် drone တွေကိုလွှတ်လိုက်ပါတယ် drone တွေကလီပိုင်းတို့တောထဲမှာလိုက်ရှာပြီးတော့တိုက်ခိုက်ပါတယ်လီပိုင်း drone တခုပစ်ချလိုက်နိုင်ပြီးတော့ drasa လည်းသူ့နောက်လိုက်လာတဲ့ drone တခုကိုရှင်းပစ်လိုက်ပါတယ်အဲနောက်တော့လီပိုင်းနဲ့ drasa တို့ကတောင်ကုန်းပေါ်တက်ပြီးတော့ဒါဝါနာ satellite တွေကို sniper နဲ့ပစ်ဖို့လုပ်ပါတော့တယ်ဒီ satellite တွေက goal ချက်ဒီနေရာကိုဘယ်ထောက်လိုင်းဂျိုလူကမှဖမ်းလို့မရအောင်လမ်းလွှဲပေးတာဖြစ်ပြီးတော့ goal ကိုကဘာမြေပုံပေါ်မပေါအောင်လို့လှုပ်ထားတာပဲဖြစ်နေပါတယ်လီပိုင်းတို့ satellite တွေကို sniper နဲ့ပစ်လိုက်ချိန်မှာတော့ ကောကျဲတီရှိမှုတကဘာလုံးကတီသွားတော့မှာပဲဖြစ်ပါတယ်။ satellite တွေပေါက်ကွဲသွားတယ်ဘာလို့လိုမျိုးလဲ။လီဗိုင်းတို့ဘာလို့နေရဲဆွာကိုသဘောပေါက်သွားပါတော့တယ်။အခုလို satellite တွေပေါက်ကွဲတာနဲ့ရေပေါ်အခြေအနေဖြစ်ပြီးတော့ခွေးဦးစစ်စင်ကစတင်တော့မှာပါ။နှမနစ်တွေမှာအစင်းသိပြင်ထားတဲ့ဘုံတွေက ghost တစ်ခုလုံးကိုပေါက်ကွဲပြစီဖြစ်တော့မှာဖြစ်ပါတယ်။မကြာခင်မှာပဲဘုံတွေအကုန်လုံးပေါက်ကွဲကုန်ပြီးတော့ဘာလို့လိုမျိုးနဲ့သူ့လူတွေလည်းပေါက်ကွဲတဲ့ထဲကိုပါသွားခဲ့ပါတော့တယ်။ drasa တော့လွတ်မြောက်လာပြီးတော့လီဗိုင်းကတော့ပေါက်ကွဲမှုအရှိန်အဟောင်းရေတကုန်တစ်ခုတည်းပြုတ်ကျသွားပါတော့တယ်။ ဒရာစာလီဘိုင်းကိုရန်နဲ့ချီပြီးတော့လိုက်ရှာပေမဲ့ရှာလို့မတွေ့ခဲ့တော့ပါဘူး။အဲနောက်တော့ဒရာစာပင်သစ်ကိုရောက်လာခဲ့ဖြစ်ပြီးသူချစ်သူလီဘိုင်းကိုသူတို့ချိန်ထားတဲ့နေရာစီရောက်လာမလားလို့စောင့်နေပေမဲ့လီဘိုင်းကပေါ်မလာခဲ့တော့ပါဘူး။ဒရာစာလည်းလီဘိုင်းတေဆုံးသွားပြီလို့ယူဆလိုက်ပြီးလီဘိုင်းရေးပေးထားတဲ့သူ့အတွက်ကြ བྱ ာကိုဖွင့်ပြီးတော့ဖတ်နေခဲ့ပါတယ်။အဲနောက်တော့ဒရာစာပြင်သစ်မှာပဲအခြေချနေပြီးတော့စားသောဆိုင်တစ်ခုမှာဝဲရိုးမလေးဝင်လုံနေပါတော့တယ်။အေဗလန်တရက်မှာတော့ဒရာစာရဲ့စားသောဆိုင်ကိုလူတယောက်ရောက်လာပြီးသူကတော့လီဘိုင်းပဲဖြစ်နေတော့တာပါ။ နောက်ဆုံးကမ်းမှာတော့လီဗိုင်းကသူရောက်လာတာနောက်ကျနေရတဲ့အကြောင်းကိုရှင်းပြနေပြီးတော့လီဗိုင်းနဲ့ဒရာဆာတို့ချစ်သူနှစ်ယောက်ပြန်လည်စုံစည်းနိုင်ခဲ့တာကိုမြင်လိုက်ရရင်းနေပဲဇက်ကားကဒီနေရာမှာဇက်သိမ်းသွားခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆိုတော့ဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပဲအခြေခံလေးလည်းပါသလိုတဲတဲမျိုးဇက်ကားတကားဖြစ်တဲ့အတွက် အခုနှစ်ထဲမှာပဲထွက်ထားဆိုတော့အလုံးလဲကြိုက်နေတတ်မဲ့ထင်ပါတယ်ဒါမဲ့ကျွန်တော်အများနဲ့ပြောနေကြတိုင်းပဲ recap က recap ပဲမဟုတ်လို့ရုပ်ရှင်အစားဆုံးလဲတစ်ခေါက်ပြန်ပြီးတော့ကြည့်ပြီးတော့ရုပ်ရှင်ကပေးခြင်းနဲ့ရတာတွေကိုအပြည့်အဝခံစားကြဖို့လဲကျွန်တော်တိုက်တွန်းခြင်းပါတယ်ဆိုတော့တခြားမှာရှာပြီးတော့ကြိုက်တဲ့နေရာမှာကြည့်လို့ရပါတယ်ဒီကားတွေကလွယ်ကူပါတယ်တကယ်လို့မရှာခြင်းဘာညာဆိုလဲကျွန်တော် Telegram channel ကို join ထားလိုက်ပို့ဗျာအဲ့မှာကျွန်တော်ပြန်တင်ပေးပါမယ်ဆိုတော့ဒီနေ့တော့ဒီလောက်ပဲအားလုံးနှုတ်ဆက်ပြစီနောက်နေ့မှပြန်တွေ့ပါမယ် channel subscribe လုပ်ပြီးတော့ရုပ်ရှင်ကားကောင်းတွေမျောင်းများစွာကိုစောင့်ကြည့်ပေးကြပါဦး ဒီနေ့မှာအစားကနေဆုံးနေလိုက်ပါချီချူအားပေးခဲ့တဲ့အချိန်မီခဲ့ကြတဲ့ဘောရောက်တယောက်ချင်းစီတိုင်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ